ဘုရောမြတ်ုရှိခိုးပါ၏ဗျာသာရောတေအနန္တိကြပါれမြာဒဂရမပေါံတရာကောင်းတို့တုံမိတိချိခင်စေကောင်းဝိညာဘာတဲ့ဆိုရဲတင်တော်စဉ်ပြိဋ္ဌာပေါင်းတို့သည်ပိဇာနန္ဒဂုဏံဘုရားကောင်တရားကောင်တကားကောင်နှင့်မိကုံဖကုံဆရာသခင်ကျေးဇူးရှင်တို့၏ ေဇုတော်အဆုံးဂုံတော်တန်တာတွေကိုဟွန်တထာနေစဉ်နေတိုင်းညစဉ်ညတိုင်းအိတော်လေတံဒုရိဒါလေးယုသည်စွာရှိခိုးလိုက်ကြကုန်ရာတတိတရားနာမလေးကလောကရန်ကျုံမဖြုံတန်းပေါ့ မတုံ့စမ်းတဲ့စိတ်ခိုင်စီဦးဇင်းတို့မင်္ဂလာတုတ်ကနောက်ဆုံးမှာစာအုပ်ကလေးကြည့်လိုက်ဘုဒ္ဓတာလောကတံမေဟိစိတ်တံယတနာကံပတိအတောကံဝိဒဇံခေမံဣတံမင်္ဂလမௌတမံတွေ့တယ်နော်ဘုဒ္ဓတာလောကတံမေ စိတ်တံယတနာကံပတိအတောကံဝိဒဇံခေမံဣတံမင်္ဂလမௌတမံ မြတ်စွာဘုရားရှင်ကရုဏာကြီးကနတ်သားကိုဟောတာဆိုတော့ဒီမင်္ဂလာတုတ်ကမင်္ဂလာတုတ်ကိုဟောပြီးတော့တဲ့မင်္ဂလာတုတ်ကိုနာပြီးတော့နတ်တီအများကြီးဟိုတရားထုတ်တဲ့ရသွားတယ်တဲ့လူတွေလည်းအများကြီးဖြစ်တယ်တဲ့ဟိုမင်္ဂလာတုတ်ကိုကျင့်တဲ့သူဘယ်လူဘယ်လူဘယ်နဲ့ပြန်ဘယ်ပြန်မှမဆိုဘယ်ညာမှမဆိုတဲ့ဟိုဘုရားလက်တက်ကတော့ ဘာသာကြီး6ခုလောက်ပဲရှိတာပေါ့လေ6ခု9ခုပေါ့ဒိဋ္ဌိဆရာကြီးကြာရောက်ကလည်းတို့6မျိုးပေါ့တို့ဘယ်အမျိုးမျိုးပေါ့လေဘယ်ဘာသာဘယ်ပုံကုန်မျိုးပဲမဆိုဒီမင်္ဂလာတုတ်တိုင်းကျင့်နေဆိုရင်ဘယ်တော့မှမရှုံးဘူးတဲ့နော်မင်္ဂလာတုတ်ကိုကျင့်ပြီးတော့နတ်တွေဂရေတသိန်းယဟန္တာဖြစ်တယ်တဲ့နော်နတ်တွေဂရေတသိန်းယဟန္တာဖြစ်တယ်တဲ့အောက်မဲ့အောက်ဖို့ဆိုရင်မရေတွက်နိုင်အောင်ဖြစ်တယ်တဲ့သောတာကပန်သက္ကရာကအနာကံဆိုတာတော့ပြောမနေနဲ့နတ်တွေဂရေတသိန်းကိုဖြစ်တယ်လို့ဒီလိုဆိုတယ်မင်္ဂလာတုတ်ကို ဒီထဲမှာပါတဲ့အစအနေအဆုံးအဓိကတော့နောက်ဆုံးအပိုက်ကလေးကတို့များအတွက်တော်တော်လိုအပ်တယ်လောလောဆယ်လိုအပ်နေတဲ့တည်တည်တဲ့အရာလေးမလို့ဒါလေးဥစဉ်ရွေးပြီးတော့နောက်ဆုံးခါလာလေးပြောပြတာမင်္ဂလာတို့အတိုင်းကျင့်တဲ့သူဟာဘယ်လူမဆိုဘယ်နှက်မဆိုဘယ်ပြမမဆိုဘယ်အရွယ်မဆိုဘယ်နေရာမှာမဆိုကိုယ့်ကိုသူများမနိုင်တော့ဘူးတဲ့ကိုကသူများကိုမရှုံးတော့ဘူးတဲ့အများအားကိုကပဲနိုင်တယ်ဘယ်တော့မှဒုက္ခမရောက်တော့ဘူးတဲ့ မရလည်းကိုယ်ကဒုက္ခရောက်အောင်မလုပ်နိုင်ဘူးကိုကိုကိုလည်းဒုက္ခမရောက်စေတော့ဘူးတဲ့ကိုကသာနိုင်တယ်ကိုကချမ်းသာတယ်တဲ့အတောကံဝိဒိဇံခင်မန်ကြင့်ကြည့်တကယ်တော့တောကလည်းမရှိတော့ဘူးတဲ့စိုးရိမ်မှုလည်းမဖြစ်တော့ဘူးတဲ့ဒီလိုဆိုတယ်အဲ့ဒါဆိုတော့ဒီဖုဒ္ဓတလောကတံမင်းနောက်ဆုံးခါရလေးပေါ့လေမင်္ဂလာတုံနာယုံနဲ့အလွန်အကျိုးရှိတယ်လိုက်နာကျင့်သုံးတယ်ဆိုကိုပြီးအလွန်အကျိုးရှိတယ် ဗုဒ္ဓတာလောကဓမ္မိစိတ်တယတာနာကံပတိအာသောကံဝိရဇံခေမံဣဒံမင်္ဂလမௌတမံဘောဓိဝံဗုဒ္ဓဩနတံမြတ်စွာဘုရားရှင်ကရုဏာကြီးကနတ်သားကိုဟောတာဆိုတော့ဘောဓိဝဗုဒ္ဓဩနတံလို့ခေါ်သည်ဥစဉ်ကတရားနာပရိသတ်တွေကိုဟောတာဆိုတော့သာတော်တရားနာနေကြပါတယ်များတကာရမအပေါင်းတော်ကောင်းတို့ဘုရားရှင်ကရုဏာကြီးကမင်္ဂလသုံးပါဒီလိုဟောတယ် ဗုဒ္ဓံသာလောကဓမ္မေလောကဓမ္မေလောကရတရား၈ပါးတို့နှင့်ဖုဒ္ဒတာတွေ့ကြုံရသောယတ္တအကျင့်ပုဂ္ဂိုလ်ဤစိတ်တံစိတ်တီနာကံပတိမတုံလို့လောကရတရား၈ပါးနှင့်တွေ့ကြုံတဲ့အခါမှာအကျင့်ပုဂ္ဂိုလ်ရဲ့သူပဲဖြစ်ဖြစ်ယဟန်ပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်သူ့ရဲ့စိတ်ဟာတဲ့နာကံပတိမတုံလို့ဘူးတဲ့အတောကံစိုးရင်ပူဆွေးမှုလည်းမရှိဘူးတဲ့ဝိရဇံရာဂအစတဲ့မြူလည်းမရှိတော့ဘူးတဲ့ခေမန်ဘေးလည်းမရှိဘူးတဲ့ ဣဒံအလုံနေတဲ့အလုံဖြစ်တယ်ဆိုရင်ဥတ္တမံကောင်းမြတ်တဲ့မင်္ဂလာမင်္ဂလာပဲအလုံမင်္ဂလာရှိတယ်အလုံကောင်းတယ်အလုံကျက်တည်ရှိတယ်ဒုက္ခရံကြုံပြီဆိုရင်စိတ်မတုံ့လှုပ်တာတော့ဒုက္ခရုဇင်တွေတော့တုံ့လှုပ်တာပေါ့အများသောအဖြစ်ရဟန်းတော်ပုဂ္ဂိုလ်ကတော့လုံးဝမတုံ့လှုပ်တော့ဘုရားရှင်ကတော့လုံးဝမတုံ့လှုပ်တော့အဲ့ဒါလေးဥစဉ်ပြောပြချင်တယ်နော် သာရောတရားနာနေကြပါれမြတ်တဂရမအပေါင်းသူတော်ကောင်းတို့လောကံတမေလောကံတရားရှင်ပါတို့နှင့်ဖုဒ္ဓတာ တွေ့ကြုံရသောယတ္တအကျင့်ပုဂ္ဂိုလ်၏စိတ်တန်စိတ်တည်နာကံပတိမတုံလုံးအဲ့ဒီရှင်းတာချမ်းသာတာတဘာဝပဲတဲ့အဲ့ဒါလူတိုင်းတွေ့ကြုံလေတဲ့လူတိုင်းမတွေ့ကြုံအောင်လားတွေ့ကြုံလားဆိုလိုက်ရှင်းချမ်းသာတဘာဝတွေ့ကြုံနေကြလူတိုင်းပြီးတွေ့ကြုံနေကြလူတိုင်းပြီး ကောင်းစွန်းနတန်းအစုံတွဲလို့တလဲစီလှဲ့အမြဲနေကောင်းတဲ့ကကောင်းတယ်မကောင်းတဲ့ကမကောင်းနော်ကောင်းစွန်းနတန်းအစုံတွဲလို့တလဲစီလှဲ့အမြဲနေလောကရန်ကျုံမဖြုံတန်းပေါ့မတုံစမ်းနဲ့စိတ်ခိုင်စီ လောကရန်ကြုံမဖြုံတန်းပေါမတုံစမ်းနဲ့စိတ်ခိုင်စီတောကကိုထိန်ရမသိမ့်အင်းငိမ့်ချမ်းသာပြီဧတာမဗုဒ္ဓဝါဒကဗ္ဗမင်္ဂလာတွင်ကဗာနဲ့ကြည်ပြီးတော့ကျက်တည်ရှိတယ်မင်္ဂလာရှိတယ်တဲ့ တို့မြန်မာကျင့်သုံးတယ်ဆိုမြန်မာတပြည်လုံးကျက်တည်ရှိတယ်မင်္ဂလာရှိတယ်။ကိုတိုင်အိမ်လုံးကျင့်သုံးရင်အတိုင်အိမ်လုံးကျက်တည်ရှိတယ်မင်္ဂလာရှိတယ်။တယောက်တည်းနေတင့်ကျင့်အဲ့ဒီတယောက်တည်းကျက်တည်ရှိတယ်မင်္ဂလာရှိတယ်ပြောပြမယ်။လောကဓမ္မဟိလောကရန်တရားတွေနဲ့ဖုတ်တတ်တာတွေ့ပြီးကြုံပြီးဆိုရင်တဲ့နော်လောကရန်၈ပါးနဲ့လောကရန်တရားတွေနဲ့ကြုံပြီးဆိုရင်ဇတ်တာအကျင့်ပုဂ္ဂိုလ်ရဲ့စိတ်ရတန်စိတ်ရနတ်ကံပတိမတုံလို့ဘူးတဲ့ လောကဓာတ်တွေကတော့ကိုယ်လာပြီးတော့တွေ့မှာပဲထိမှာပဲခစ်လို့ပြောရင်တော့သူဖုံးလေးတွေတက်ဆက်ကရင်လေးရှိတယ်နိတက်ဆက်ကရင်ဖုံးလေးတွေတတ်တတ်တတ်တထိတယ်နော်ထိပြီးတော့တောင်းရတယ်နိလောကဓာတ်တွေကတို့လာပြီးတက်လောက်ထိတယ်နော်လောကဓာတ်တွေကတို့နေ့တိုင်းတက်လာလာပြီးတော့မလုပ်ဘူးလားလုပ်လားလုပ်တယ်နော်လာဘောအလာဘောဒီနေ့လက်ရပြီမယ်တောင်းနေရခြင်းမရဒီနေ့အယောင်းဝယ်ကောင်းပြီမယ်တောင်းနေကောင်းခြင်းမကောင်းဘူးအဲ့ဒီလောကဓာတ်တွေတို့ထိတွေ့တာရသောအရသော ဒီနေ့အချွေရရှိပေမဲ့နောက်နေ့ရှိကြမှာရှိမယ်။နေနံပတန်နဲ့ဒီနေ့ကြီးမားခံရပေမဲ့နောက်နေ့ကဲခံတဲ့သူတွေအများကြီး။ဒုက္ခဒုက္ခံဒီနေ့ဆင်းရဲပေမဲ့နောက်နေ့ချမ်းသာတဲ့သူတွေလည်းအများကြီးရှိတယ်။စုစုပေါင်းလောကဒဏ်၈ပါးနော်။လာဘောအလာဘောဒီလောကဒဏ်လည်းကိုယ်လာပြီးတော့ထိတွေ့ပါလေ။ဒုလိုတမ်းပန်လူတန်းစားမပြောနဲ့။ဘုရားရှင်လောပုဂ္ဂိုလ်ကြီးတကယ်အတုမဲ့ဘုရားရှင်ဘုတကုအနောအနန္တဘုံတော်အနန္တကံတော်အနန္တနဲ့ပြည့်စုံတဲ့ဘုရားရှင်။တို့ဘုရားရှင် ကောရမမြတ်စွာဘုရားသူဘုရားရှင်တော်မှာလာဘောအလာဘောလက်လက်ဘာနဲ့ပတ်သက်ရင်လူတွေနဲ့တည်းမြမာတွေရှင်ဘရင်တွေအကုန်လုံးကပူဇော်ကြကိုးကွယ်ကြစီကတ်ကြတဲ့ဘုရားရှင်တခါတော့ကလေသူဘုရားဝိရဇာပြည်ကိုကြွတာဝိရဇာပြည်ကိုကြွရင်းနဲ့ဝိရဇာဘုံတိုင်းကြီးကပြင့်လို့ဝိရဇာပြည်ကြွရင်းနဲ့အဲ့ဒီဘုံတိုင်းကြီးကပြင့်ပြီးမေ့နေတယ် မင်းနေတာဖြစ်တဲ့အတွက်ဝါလွင်းသုံးလပတ်လုံးဆုံးကောင်းကောင်းမစားအောင်ညင်းနေကိုကျွေးဖို့အတွက်ထားတဲ့မြင်းစာတွေတည်းရအဲ့ဒီတည်းကထုထုပုတ်ပြီးတော့ဆန်လေးဆန်ချမ်းချမ်းကြီးပေါ့လေအဲ့ဒါကြီးစားရတာလက်လမအလွန်ပြည့်စုံဝန်တော်မူပါတယ်ဆိုတဲ့တို့မြတ်စွာဘုရားဝါလွင်းသုံးလပတ်လုံးအဲ့ဒါကြီးစားရတာနော်တခါတခါတို့တွေလည်းလောကရန်တီလို့ကြုံမှာပဲတခါတခါသမိုင်းဝိုင်းမှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ် ဟင်မကောင်းဘူးဆိုရင်အရင်အီလူတတဇနီမယအပြစ်တွေပါရောက်ပြောမနေနဲ့။ဩဖယားရှင်တော်မှာဝါတွင်သုံးလပတ်လုံးကြမ်းကြမ်းကြီးနေစားရတာ။ငါတို့လည်းမကောင်းတဲ့ဟင်တို့စားတတ်တာပဲတမျိုးပေါ့။ဖယားတော်ကြုံတယ်လေ။တို့လည်းကြုံတာပဲတခါတခါအစဉ်ပြေသလိုစားလိုက်ရတယ်ရှိတယ်လေ။ရှင်နေတဲ့အချိန်ကရတယ်။တခါတခါကျဟင်းတွေမြိုင်းပြီးရင်သုံးသားဆိုင်ဒီနေ့အဖို့တော့မြိုင်းမယ်။အာဟင်းတွေမြိုင်းစီစဉ်ထား။ဒါမျိုးပေါ့။ဟိုဒီနေ့ရှိပေမဲ့နောက်နေ့ရှိချင်မှရှိပါလေ။ ်။ဒါရှိခြင်းမရှိခြင်းအဲ့ဒါလောကခဏိုင်ရှိအောင်မယ်။နော်။နောက်မြတ်စွာဘုရားတခါတော့ဧကနာလပုံနှံရအောင်ကြွတယ်။ဆုံးကံကြွတော့လူတွေကိုမနက်ကလှည့်ပြားထားတာ။လှည့်ပြားထားတဲ့အဲ့အဲ့လူတွေဆုံးလောက်မှုမေ့တယ်။တရားနဲ့ရဟန်းတန်ကတွေတပိတ်ကြီးဒီတိုင်းကြောင်းပြန်ကြွအရှာတယ်တဲ့။တပိတ်တစ်ဘာမှမပါပဲနဲ့။ပြောချင်တာဘုရားတော်မှာလာဖို့အလာဖို့လိုက်လာဖို့ရံခြင်းမရခြင်းဆိုတဲ့လောကရန်မကြုံအောင်လဲကြုံရလား။ တို့တွေလည်းကြုံရမှာပဲလို့ဒီဒီနေ့အယောင်းဝယ်ကောင်းမယ်မနောက်နေ့ကောင်းကျင်မှာကောင်းမယ်ခဏနေရှိအောင်မယ်နော်မနေ့ကအယောင်းဝယ်ကောင်းမယ်မဒီနေ့ကောင်းကျင်မှာကောင်းမယ်မနေ့ကတော့အယောင်းဝယ်တွေသိမကောင်းကြဘူးလူမျိုးမပြေမရှိတဲ့သူတွေအလောက်ကိုင်းနေနော်အောက်ခြေလူတန်းနေစပြီးတော့သိမကောင်းသိမကောင်းတော့မျိုးပေါ်မှာနေတဲ့လူတွေအကုန်လုံးတော်တော်များများမကောင်းဟိုဒီနေ့ကျတော့ကိုဗစ်နဲ့တူတော့ဘိုးဆိုးနော်ဒါမှမဟုတ်ကောင်းနိုင်ကြည့်ရှိဒါမျိုးပေါ့ ဒီကောင်းခြင်းမကောင်းခြင်းကတောက်လျှောက်လည်းကောင်းမနေဘူးတောက်လျှောက်လည်းမကောင်းတာဖြစ်မနေဘူးကောင်းခြင်းကြောင့်လည်းစိတ်မတက်တဲ့ခန္ဓာရှိအောင်မယ်မကောင်းခြင်းကြောင့်လည်းစိတ်မပြတ်တဲ့ခန္ဓာရှိအောင်မယ်လာဘောအလာဘောလက်ရခြင်းမရခြင်းအယောင်းဝယ်ကောင်းခြင်းမကောင်းခြင်းစီဝါရေးအစဉ်ပြေခြင်းမပြေခြင်းဒီလိုမျိုးမျိုးနော်လောကထဲမှာနေတဲ့လောကသားမှန်တယ်များဒီလိုလောကထဲကြုံတာပဲရောင်းကောင်းခြင်းအလုတ်ကင်အစဉ်ပြေခြင်းကြောင့်လည်းစိတ်မတက်တဲ့ခန္ဓာရှိအောင်မယ်တို့ရအစဉ်ပြေစိတ်ကလေးတက်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 ကြွတာပါနော်ညောင်မြောင်မြောင်ဖြစ်တယ် အစင်မပြေစိတ်တက်ကြတယ်အစင်မပြေခြင်းကြောင့်လည်းစိတ်မကြတဲ့ခန္ဓာရှိအောင်မင်းအစင်ပြေခြင်းကြောင့်လည်းစိတ်မတက်တဲ့ခန္ဓာရှိအောင်မင်းနော်လာဘောအလာဘောနောက်တစ်ခုကရသောအရသောအချွေရန်ရှိခြင်းမရှိခြင်းဒီနေ့အချွေရန်ရှိပေမဲ့နောက်နေ့အချွေရန်ရှိခြင်းမရှိတာဒီပရိသတ်ဒီမှာဒီလိုဆောင်ပြီးတော့မိသားစုတွေစုံစုံလင်လင်စကားတွေပြောမယ်စားမယ်တောက်မယ်မိသားစုစီစီလုံးလုံးနေမယ်ဒီရှိပေမဲ့နောက်နေ့ကျတော့ចောင်းသွားတက်တက်ကလေးတွေရှိမယ်အလုပ်သွားလုပ်တဲ့ကလေးတွေရှိမယ် ်စသည်စသည်ခွဲခွာသွားရတာရှိဒါခဏခွဲတာလောကရေရအပီးခွဲပြီးတော့နိုင်ငံချမ်းသွားပြီးတော့အလုတ်လုတာမျိုးလည်းရှိတယ်လောကရေရနေအပီးခွဲသွားတာမျိုးလည်းလောကရေမှာမရှိတတ်ဘူးလားရှိတယ်လားခဏခွဲတာကိုလည်းခဏရင်ရှိအောင်မွေးအပီးခွဲခြင်းအတွက်လည်းခဏရင်ရှိအောင်မွေးတဲ့ရသောအရသောတို့ဘုရားရှင်ဖျံရှင်လုံးအချွေရင်ပြိတ္တပေါ်တာဖျံရှင်ပဲရှိနော်ဒါကတော့ကောသမီပြည်မှာယဟန်တော်တွေ ချင်းများကြတယ်ဝိနည်းဆောင်နဲ့သုတ်တန်ဆောင်နဲ့အကြောင်းကျိုးမညည်ဘူးပေါ့လေမညည်တော့တို့ဘုရားရှင်တောထဲမှာသွားပြီးတော့တဘာတဲ့တင်းသုံးတော်မူတယ်ဘုရားရှင်တော်တဘာတဲ့တရားလို့ပြောရင်အေကွန်တယောက်တည်းနေတစိတဲထားတာတယောက်တည်းနေတစိတဲထားရင်အလွန်ချမ်းသာတယ်အေကွန်တယောက်တည်းနေတစိတဲထားဘယ်လိုနေရမလဲ တကယ်တရားပြည့်တဲ့ပုံကိုယ်တွေကြတော့တယောက်ထင်းနေပေမဲ့တစ်စိတ်တည်းထားတယ်။တို့တွေကြတပုရတတော်မျာကပါဝင်လူာတော်ထ်နောစိကတစိ်ထဲမထင်တစိ်ထဲမထာတော့ဟိုာရှိတ်အလုံးဥစ်တော်အလုံးနှစ်သက်တယ်။တယောက်ထဲတက်အောင်နေတဲ့ပါတယ်လေ။ အဲ့ဒီတရားဟောတော့တခါကြီးတယောက်ကမေးတယ်အရှင်ဘုရားလည်းတယောက်တည်းတည့်အောင်နေဆိုတာအရှင်ဘုရားဘလူကြီးလဲတယ်တပည့်တယောက်တည်းလည်းနေရသေးတယ်တည့်အောင်နေဆိုတော့တယောက်တည်းဘလူနဲ့ရံဖြစ်เสียအကြောင်းရှိလို့လေတဲ့တယောက်တည်းရံဖြစ်เสียအကြောင်းရှိပါမလားမရှိဘူးနော်ဒါပေမဲ့တယောက်တည်းတည့်အောင်နေဆိုတာတယောက်တည်းတော့နေတယ်တဲ့ဒါပေမဲ့လောဘဖြစ်တဲ့ကိစ္စတွေလောဘနဲ့ပတ်သက်ပြီးတော့မကြင်မနက်ဖြစ်နေတယ်မကြင်မနက်လောဘနဲ့ပတ်သက်ပြီးမကြင်မနက်ဖြစ်ဒေါသနဲ့ပတ်သက်ပြီးမကြင်မနက်ဖြစ်ဟိုလူဟိုမနာလူဒီလူဟိုမနာလူအိတ်တမစီယစိတ်ဖြစ်ဒီစိတ်တွေဖြစ်နေအဲ့ဒါတယောက်တည်းရံဖြစ်နေတာတဲ့ ြောက်တဲ့ပါဖြစ်နေတာကြောက်တဲ့ရံဖြစ်ဘူးလားအမဲမဖြစ်ဘူးတဲ့ကိုအားစားဖြစ်ဘူးပါတယ်ပုရုဇေမန္တမဖြစ်တယ်ဥစဉ်လေးပုရုဇဉ်လေးအတွေးတွေအတွေးတွေကကိုယ်နှိမ့်ဆက်တာအလိုမကြောက်ဘူးလေစီဝိုင်းနဲ့ပတ်သက်တာလုံမကြမ်းရှိတယ်လူမွေးနဲ့ပတ်သက်တာလုံမကြမ်းရှိတယ်အပေါင်းသင်းရောင်းရင်တော့မှတစ်ခါတခါစကားပြောရင်ဆိုရင်နှောင်းရင်ပြောင်းရင်တော့အလိုမကြတဲ့အခါမျိုးရှိတတ်တယ်အနာဂတ်ရေးနဲ့ပတ်သက်လို့ညင်းတာခုံတာပဲဖြစ်ဖြစ်ဘာသာရေးနဲ့ပတ်သက်လို့ညင်းတာခုံတာပဲဖြစ်ဖြစ်ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ်အလိုမကြတဲ့အခါတွေမရှိဘူးလားရှိလား မမဖြစ်ဘူးတဲ့ကိုကိုကိုတော့မညာနဲ့ကိုကစားဖြစ်တယ်လေပုရုษေမှန်ဖြစ်တယ်နော်အဲ့ဒါအလုံးခဏရှိအောင်မွေးတယောက်သေးတက်အောင်လေတယောက်သေးအတွေးတွေအတွေးဆိုးတွေဝင်နေတယ်မကောင်းတဲ့အတွေးတွေဝင်နေတယ်အဲ့တော်မျက်စိကအတွေးတွေဝင်နေတယ်သူတို့ကြောင်းကောင်းတယ်ကိုကရောင်းမကောင်းသူအဆင်ပြေတယ်ကိုမပြေဘူးဆိုအလိုလိုတမျိုးကြီးဖြစ်နေတာနော်တယောက်သေးတက်အောင်လေတို့တွေက တယောက်ထဲတော့နေတယ်တယောက်ထဲတခါတက်အောင်မနေဘူးရံပြင့်ဟိုလူကြောင့်တွေးဒီလူကြောင့်တွေးဟိုဟာဘူးဒီဟာဘူးအာစိတ်ထဲမှာလောဘကဘူးဒေါသဘူးအိတ်တမစ္စရိယဘူးဘူးပါများတဲ့လူလဲလူယုံမပေါ့နော်အပူသေးကြီးဖြစ်အပူသေးဘောကမောဟခီးမှာတောကအတိတွေချုံမြင်တော့မှပဲဆိုတာတောကအတိကိုကိုယ်စီတဲ့ချိုးတယ်ထင်းနေတာအမနက်ကဆိုကျောင်းထဲမှာနှင်းနေကြအခုမှနှင်းနေပွဲတာနှင်းနေကြည့်ပြီးတော့မဲဘလူတရိယာမှမသိဘူး မဲဒါမျိုးရှိတယ်တိုင်တော့တရားတိုင်တယ်ရွတ်တော့ဘုရားစာရွတ်ဘလို့လုံးမမသိဘူးလုံနေတာလုံနေတာအဘူတေဘောကမောဟခကြီးမှာတောကအသီးကြီးခြုံမိနှုံးမှာပဲတူပုရုဇဉ်တွေကဒီတောကပူကဆွေးရတာကိုတခါတခါ तू ကခြိုတယ်လို့ထင်ခြိုတော့အခါပေါ့ခြိုလို့ခြိုတယ်တော့မခါတယ်နော်တယောက်တက်တက်အောင်နေအများနဲ့နေလည်းတက်အောင်တယောက်တက်နေရင်အများနဲ့လည်းတက်တယ်အင်းကအဖေနဲ့လည်းတက်တယ်အမေနဲ့လည်းတက်တယ်ညီကောင်မောင်နှမနဲ့လည်းတက်တယ် ဘုရားရှင်တော်မှရသောအရသောချီးရင်ရှိခြင်းဆိုတဲ့လောကဓာတ်မရှိခြင်းလောကဓာတ်ကြုံနေဆိုရင်တို့လည်းရှိခြင်းကြောင့်လည်းစိတ်မပြတ်တဲ့ခန္ဓာရှိအောင်မင်းမရှိခြင်းကြောင့်လည်းစိတ်မပြတ်တဲ့ခန္ဓာရှိအောင်မင်းလောကဓာတ်ရှင်းပါရှိတယ်လေလာဘောအလာဘောရသောအရသောနောက်တစ်ခုနေနံပတ္တနချီးမွမ်းခံရခြင်းကရဲ့ခံရခြင်းပါတယ်လေချီးမွမ်းခံရတာရဲ့ကရဲ့ခံရတာတခါတခါကြတော့တို့တွေချီးမွမ်းခံရရင်အရင်သဘောကျစိတ်ချီးမွမ်းခံရရင်စိတ်ကတက်ပါ ကဲခံရင်စိတ်ကပြတ်တာဒုပုရုဇဉ်တွေတော်တော်များများတော့ကိုကအစသူများပါဇက်တဲလန်းဆုံးတာသူများပါဇက်မှာလန်းဆုံးတယ်တဲ့သူများဟာဟိုကောင်လေးကကြည်ကောင်းလားဟာချောတယ်ကြည်ကောင်းတယ်မင်းသဘောလာကြဟိုကောင်လေးကကြည်ကောင်းတယ်ချောတယ်ကောင်လေးကမိုင်းထားပါတကကြီးတွေတကမိုင်းတွေထားပါတကကြီးတွေတကမိုင်းတွေနဲ့ပဲပြောလိုက်တကမိုင်းတွေမြန်မင်းဟိုတကမိုင်းကကြည်ကောင်းတာဘလို့လေးကြည်ကောင်းတာအစဉ်ပြေးတာမင်းသဘောလေးကြတယ်လားဒီတကမိုင်းကဘိုက်ကြီးရွှဲနေတယ် ဖင်ကြီးကကောင်းတာဥကောကြီးတပြောဘိုက်ဘူးဖင်ကောင်းအမလေးဝါလာတယ်ဓာတ်ပုံနဲ့အပြင်မှာကြည့်တော့တော်တော်လေးဓာတ်ပုံနဲ့ကြည့်တော့ဝါလာသလားမသိဘူး။အိုးဘယ်လိုဒီပြောနေမှမသိဘူးရှင်။ဝါလဲဆိုရင်မကြိုက်ဘူး။မင်းမင်းတော်တော်လေးဆိုရင်ကြိုက်တာမျိုးနော်။အသူမြတ်ပါဇာတို့တွေလမ်းဆုံးသွားတာနော်။သူမြတ်ဟဲ့နင်ကြည့်ကောင်းတာရဲ့ဆိုမဲ့သဘောနင်ဟဲ့ဘယ်လိုပုံစံကြီးလဲမသိဘူးဆိုရင်သဘောကမကြပြ။တို့တွေသူမြတ်ပါဇာလမ်းဆုံးတာသူမြတ်ဆိုတာကိုမြင့်မဟုတ်ပဲနဲ့။သူ့စိတ်နဲ့သူလေ။သူ့စိတ်တွေကောင်းတာပြောခြင်းနေရှင်ပြောခြင်းနေစိတ်ရှင်ကောင်းတယ်ပြောမှာမယ်။ တကယ်လည်းကိုချောနေပါရဲ့နဲ့ကိုကနောက်ချင်ပြောင်းချင်းလို့မင်းဟာဘလို့ဟာကြီးမှမသိဘလို့ကြီးလုံလာမှမသိဘူးလို့ပြောရင်လေစိတ်ကမကြိုက်ချင်ဘူးကိုကတော့အမှန်တကယ်ကိုကိုစားတာသူများပြဿနာကိုရလမ်းဆုံးသွားတာသူများကောင်းတာပြောရင်စိတ်ချမ်းသာသွားသူများမကောင်းတာပြောရင်စိတ်ဆင်းရဲသွားသူများပြဿနာမှာလမ်းဆုံးနေနော်ကိုရဲ့စိတ်ချမ်းသာမှုကသူများပြဿနာထဲမူတည်နေတယ်ကိုစိတ်ချမ်းသာမှုကသူများပြဿနာထဲမှာမူတည်မနေစေနဲ့တဲ့ကိုစိတ်ချမ်းသာမှုကကိုယ့်အပေါ်မှာပဲမူတည်နေပါစေ နေနံပဒနာချိမွန်ခံရင်ကဲခံရင်ချိမွန်ခံရင်ကြောင့်လဲစိတ်မတက်တဲ့ခံနိုင်ရှိအောင်မယ်ကဲခံရင်ကြောင့်လဲစိတ်မပြတ်တဲ့ခံရင်ခံနိုင်ရှိအောင်မယ်ချိမွန်ခုနှစ်ရကဲရခုနှစ်ရဆိုတဲ့လောကစကားလေးမရှိဘူးလားရှိလားသူဘုရားရှင်လက်ထက်ကရာဇကြုံမှာရှင်သာရိပုတ္တရာတို့ရှင်မောကလန်တို့ကသူကပုံနာမျိုးတယ်ပုံနာမျိုးတွေကဘုရားရှင်သန္တနာတွေဝင်ပြီးတော့ရဟန်းပြုတယ်ရဟန်းပြုတော့အဲ့ဒီခေတ်တုန်းကသူကဇက်တွေဇက်တွေလည်းအလွန်ကြီးတာကိုဘယ်ဇက်ဘယ်မျိုးဘယ်နွယ်မှဒါမျိုးတွေရှိတယ် ရှိတယ်ဆိုတော့ဟိုဘာသာရှုတော်အကျင့်တမင်ဟိန္ဒူတို့သူတမင်ဟိုဘာသာရရရှိသေးတယ်တို့မက္ကလိကောသလာလို့အဇိဒကေသကံမလာလို့အဲ့ဒိဋ္ဌိဆိုင်ကြီး6ယောက်ကလည်းသူတို့ဘာသာနဲ့သူတို့ဟိုသူတို့လည်းဖျားဟိုဆိုတော့အဲ့ဒီရှင်သာယဘုရားရေရမောက္ကလန်တို့ယဟန်ဝတ်တယ်တကယ်လက်ရတော်ရန်လက်ရလက်ဝဲတော်ရန်ဣတတက်ဘွဲ့တွေရတယ်တပားပညာအရာမှာအတော်ဆုံးတပားတကူအရာမှာအတော်ဆုံးဒီလိုနေဖြစ်သွားတော့ ဘေးနာလူတွေကကဲကြဒီပုံသားတွေကိုယဟန်ပြုပေးတယ်စသည်ပေါ့လေကဲရတာကဲရတော့ယဟန်တော်တွေကဒီအကြောင်းလူတွေကဲရကြတဲ့အကြောင်းဘုရားရှင်ကိုရှောက်တယ်ရှောက်တော့မြတ်စွာဘုရားဘလို့မိတ်လဲဆိုရင်စသားတို့တဲ့အဲ့ဒီစကားဟာခုနှစ်ရက်ပဲခံလိုက်မယ်တဲ့နော်ဒီပြောနေကြတဲ့ဒီအတန်တွေကကြာရှည်စွာဖြစ်လိမ့်မည်မဟုတ်ဘူးတဲ့ခုနှစ်ရက်သာရှိလိမ့်မယ်တဲ့မြတ်စွာဘုရားဝိနည်းမဟာဝက်ကပါဠိစာမျက်နှာ55မှာမိတ်တယ် အဲ့ဒီစကားတည်းချင်းမင်းတဲ့စကားဟာလည်းခုနှစ်ရက်ပဲခံလိုက်မယ်ကိရဲ့တဲ့စကားဟာလည်းခုနှစ်ရက်ပဲခံလိုက်မယ်တဲ့အဲ့ဒါကြောင့်တို့မြန်မာမှာပြောကြတာလေချင်းမင်းခုနှစ်ရက်ကိရဲ့ခုနှစ်တကယ်လည်းခုနှစ်ရက်လောက်တခါခုနှစ်ရက်တော့မခံဘူးကုကစ်ဆိုတော့ဆိုရှယ်မီဒီယာ Facebook တွေပါတွေသုံးကြတော့တချို့ပိတ်ပြီးတော့ဟိုဒါအနာမည်ကြီးတဲ့ကိစ္စတွေအာပြီးတော့ဘာမှလည်းမပြီးသွားတာနော်အဲ့ဒီဖြစ်နေတဲ့ကာလမှာခဏချင်းရှောင်းမွေးလို့လော်တယ်နော်ချင်းမင်းခုနှစ်ရက်ပဲကိရဲ့လည်းခုနှစ်ရက်ခုနှစ်ရက်ပဲအဓိကတော့ကိုကောင်းဖို့လို့ ခြင်းဝင်းခြင်းကြောင့်လည်းစိတ်မတက်တဲ့ခန္ဓာခန္ဓာရှိအောင်မွေး။ကဲရခြင်းကြောင့်လည်းစိတ်မပြတ်တဲ့ခန္ဓာရှိအောင်မွေး။သူဘုရားလက်ထက်ကအတုလာဆိုတဲ့တကားတယောက်ရှိတယ်။တကားရဲ့နာမည်ကအတုလာတဲ့။နာမည်ကအတုလာဆိုတော့အတုမရှိဘူးပေါ့။နာမည်ကအတုမရှိတဲ့သူ။သူကခွာကြကြ။သူကတနေ့ကျတော့ရှင်သာရိပုတ္တရာစီသွားတယ်။သူကခွာကြကြမှန်းသိတော့ရှင်သာရိပုတ္တရာရှင်သာရိပုတ္တရာတို့တကယ်ရဟန္တာပုဂ္ဂိုလ်ကြီးတွေပေါ့လေ။ရှင်သာရိပုတ္တရာ စီမံတရားနာတရားတောင်းတယ်တရားဟောခိုင်းတော့အရှင်သာရိပုတ္တရာသူ့ကိုတရားရှိရှိလေးအဘိဓမ္မာတရားတွေဟောပြဟောပြတော့တရားရှိလို့ဆိုသူကစိတ်ဆိုးတယ်စိတ်ဆိုးပြီးတော့အရှင်သာရိပုတ္တရာညီအငယ်ဆုံးရေဝရဆာရေဝရဆိုတဲ့အငယ်ဆုံးညီလေးအငယ်ဆုံးညီလေးစီသူကသွားတရားနာပြန်အငယ်ဆုံးညီလေးကိုတရားဟောပြပါဆိုတော့အငယ်ဆုံးညီလေးကတလုံးမှမပြောလိုက်ဘူးသူကဆိုဖဏတမပတ်ဝန်စားတယ်နော်ဖဏတမတရားမဟောလို့ဆိုပြီးတော့သူကစိတ်ဆိုးပြန်ဟော တရားရှိပြန်တော့လဲစိတ်ဆိုးတယ်တရားမဟောပြန်တော့လဲစိတ်ဆိုးတယ်နော်နောက်အရှင်အနန္ဒာစီသွားပြန်အရှင်အနန္ဒာစီသွားတော့အရှင်အနန္ဒာဒီတကားရှည်လို့ရင်လည်းပြောမယ်မဟောရင်လည်းပြောမယ်တူတူလေးဟောရင်လည်းပြောမယ်ဆိုသူကချိန်ဆပြီးတော့အချိန်နဲ့အချိန်ကကြည့်ပြီးတော့မတူမရှည်လေးဟောလိုက်တယ်တဲ့အဲ့လိုဟောလိုက်တော့သူကဘာပြောလဲဆိုတော့ဒီဘုန်းကြီးတွေများကွာတရားဟောတယ်များသူကိုယ်သူ ဟိုဈေးရောက်နေတယ်လို့ပဲလေချိန်ဝင်နဲ့ချိန်ပြီးတော့ပြောနေတယ်ချိန်ဆပြီးတော့ပြောနေသေးတယ်တဲ့သူအဲ့လိုကဲ့ရက်ကဲ့ရက်ပြီးစိတ်ဆိုးလာတယ်စိတ်ဆိုးပြီးတော့ဘုရားရှင်လည်းရှူးရှူးနဲ့ရောက်သွားဘုရားရှင်သွားလျှောက်အတကမင်းဘလို့ဖြစ်လာတာလဲဘယ်ရလာတာတပြည့်တော်ရှင်တိုင်းဘုရားတို့အရှင်ယေဝရတို့ရှင်အနန္ဒာတို့ဆီရလာတာဘုရားသူတို့တပြည့်တော် စိတ်ဆိုးပြီးလာတာဘုရားတဲ့ဘာမင်းတို့စိတ်ဆိုးဒီလိုဒီအကြောင်းကြောင့်စိတ်ဆိုးတာဘုရားရှင်ကပြန်ပြီးမိတ်လိုက်တဲ့စကားလုံးအလွန်ကောင်းတယ် မှတ်တာအတုလားတဲ့လောကမှာဘယင်ကိုလည်းတချို့ကကဲကျင်တဲ့သူကကဲကြတယ်ချင်းမွှင်းကျင်တဲ့သူကချင်းမွှင်းကြတယ်တဲ့တိုင်းပြည်အုပ်ချုပ်မင်းလုံးနေတဲ့သူတွေကိုတချို့ကကဲရကျင်တဲ့သူကကဲရတယ်ချင်းမွှင်းကျင်တဲ့သူကချင်းမွှင်းတယ်တဲ့တို့မြန်မာနိုင်ငံရှုတော့အောင်ကြည့်မလားအခြားအခြားသောနိုင်ငံတွေရှုတော့အောင်ကြည့်မလားအခုအုပ်ချုပ်နေတဲ့သူတွေကိုချင်းမွှင်းကျင်တဲ့သူကချင်းမွှင်းစရာရှာပြီးချင်းမွှင်းတာပဲကဲကျင်တဲ့သူကကဲရစရာရှာပြီးတော့ကဲရတာပဲအခု ခုရှိရလဲဒီအတိုင်းပဲချင်းမင်းကျင်တဲ့သူကချင်းမင်းဆရာရှာပြီးချင်းမန်းတာကဲရင်ကျင်တဲ့သူကကဲဆရာအကြောင်းရှာပြီးတော့ကဲရဲ့နောက်နောင်လဲဒီအတိုင်းပဲအခြားအခြားသောနိုင်ငံတွေလဲဒီအတိုင်းပဲဘုရားလက်ထက်ကလဲဒီအတိုင်းပဲမြတ်စွာဘုရားအတုလားတဲ့လောကမှာတမ်းမြင့်အုပ်ချုပ်မင်းလုပ်တဲ့ပုံစံတွေကိုလဲတချို့ချင်းမန်းကြတယ်ကွာတချို့ကဲရဲ့ကြတယ်တဲ့တချို့နေတွေလာတွေကိုလဲမြေကြီးတွေကိုလဲတချို့ကဲရဲ့ကြတယ်တချို့ချင်းမန်းကြတယ်တဲ့နေတို့လာတို့ကသူသားနေတာနေမြေကြီးသူ့ဘာသူနေတာနေချင်းမန်းကျင်တဲ့သူကချင်းမန်းကျင်ကဲရဲ့ကျင်တဲ့သူကကဲရဲ့တဲ့ ငါဖះကိုလည်းကဲရတဲ့သူကကဲရတယ်ချင်းမွန်းနေတဲ့သူကချင်းမွန်းတယ်တဲ့အဲ့လိုချင်းမွန်းခြင်းကဲရချင်းဆိုတဲ့နေရာမှာ လူမိုက်တွေကဲရတာလူရင်းမဟုတ်ဘူးတဲ့ပညာရှင်များမကဲအောင်ပညာရှင်များချင်းမွန်းခံရအောင်ဂိယုဆိုင်ပြီးတော့နေဖို့လိုအပ်တယ်တဲ့ဖះရှင်နော်ဘသူမစုံတော့ကိုကစီဝိုင်းလုံမယ်ကိုပါကိုကိုလို့ကိုလုံနေမယ်ချင်းမွန်းခြင်းတဲ့သူကချင်းမွန်းမှာပဲကောင်းတာရွေးကြည့်တဲ့သူကကောင်းတာလေးပဲပြောသွားမှာပဲမကောင်းတာရွေးကြည့်တဲ့သူကမကောင်းတာပဲရွေးပြောမှာပဲ နော်သူသဘောပဲနော်ဒါပေမဲ့ပညာမဲ့တဲ့လူမိုက်တွေသူရုံမာတွေချင်းမမှုကဲ့ရဲ့မောပဒါနာမကြဘူးတဲ့ပညာရှိသူတော်ကောင်းတွေမအကဲ့ရဲ့မခံရအောင်ချင်းမခံရအောင်ကြိုးစိုက်ပြီးတော့နေရမယ်တဲ့အဲ့လိုကဲ့ရဲ့ချင်းချင်းမခြင်းဆိုတာယခုခစ်ပေါ်တရားသဘောမျိုးမဟုတ်ဘူးတဲ့ရှေ့လေဟောင်းသဘောတရားဖြစ်တယ်တဲ့အခုမှပေါ်လာတာမဟုတ်ဘူးတဲ့အခုမှကဲ့ရဲ့ကြတာချင်းမခြင်းကြတာမဟုတ်ဘူးရှေ့တော်ကလည်းလူတိုင်းလူတိုင်းလူတိုင်း ရှင်ဘရင်ကိုတိုင်းမြောက်ချုပ်မင်းလောက်ဓာရီရောအကုန်လုံးနေရီရောလာရီရောဘုရားရှင်တွေရောတို့ဘုရားမပွင့်ခင်ဝိရှိယဘုရားရှင်တွေကြည့်ရတာနော်အဲ့လိုကြည့်ရတာချီးမွမ်းကြတာလောကတန်ထွာဓမ္မတာပဲတဲ့တချို့ကစကားများတဲ့သူကိုကြည့်ရတယ်တဲ့တချို့ကနှိုင်းချိန်ပြောသူကိုလည်းကြည့်ရတယ်တဲ့ဘုရားဘုရားရှင်နောက်တစ်ခွပြောလိုက်တာနတ္တိလောကောအနိုင်တိတောလောကောဟောဒီလောကကြီးထဲမှာ အနိုင်တိတောအကဲ့ရဲ့အပြစ်တင်လွတ်တဲ့သူရဲ့လို့နတ္တိမရှိဘူးတဲ့ လောကမှာအကဲ့ရဲ့ပြစ်တင်လွတ်တဲ့တွေလို့ရှိရလားမယ်လီတို့ဒီမှာဖျားစာရွတ်နေတဲ့တရားထိုင်နေတဲ့ကောင်းမွန်နေလက်ကဲ့ရဲ့ခြင်းနဲ့သူကလာကဲ့ရဲ့မှာပဲနော်ချိမင်းနေတဲ့သူကတော့လာချိမတာတဘာဝပဲနော်အကောင်းကောင်းမွန်မွန်မနေတဲ့သူလည်းချိမင်းနေတဲ့သူကတော့ချိမန်းသွားတာပဲကဲ့ရဲ့ခြင်းနဲ့သူကကဲ့ရဲ့ဒါပေမဲ့လူမိုက်တွေချိမင်းချင်းကဲ့ရဲ့ခြင်းရင်ပြဌာနာမဟုတ်ဘူးတဲ့ပညာရှိတွေအကဲ့ရဲ့မခံအောင်နေဖို့လိုတယ်လို့တိတိဆိုတယ်နတ္တိလောကအနိတိတော် လောကလောကကြီးထဲမှာအနိတိတုံအကဲ့ရဲ့အပြစ်တင်လွတ်တဲ့တွေလို့နတ်တိမရှိဘူးတဲ့ပညာရှိသူတော်ကောင်းတွေအကဲ့ရဲ့မခံရအောင်နေဖို့လိုအပ်တယ်ဆိုပြီးတော့မြတ်စွာဘုရားမိန့်တယ်။ဘယ်မှာမိန့်တာလဲဆိုရင်ဓမ္မပဒအထကရာသမဏဒုတိယအောင်သမဏ209မှာမိန့်။အဲ့ဒါချင်းမွန်းချင်းကဲ့ရဲ့ခြင်းကြောင့်လဲစိတ်မပြတ်နဲ့ချင်းမွန်းချင်းကြောင့်လဲစိတ်မတက်နဲ့ခံနိုင်ရှိအောင်မိန့်။ကဲ့ရဲ့ခြင်းကြောင့်လဲစိတ်မပြတ်နဲ့ခံနိုင်ရှိအောင်မိန့်။ တို့ချို့ဆဲတာကြီးပါလိလည်းရှိတယ်လေကိုယ့်ဘုကောင်းတာလှုပ်နေပါရဲ့နဲ့အဆဲခံရတာကြီးပါလိရှိတယ်ဘုရားရှင်တော်ဆဲခံသေးတာဘုရားရှင်တော်အကဲရခံသေးတာဘုရားလက်ထက်ကအေကောသပုံနာကြီးဆိုရဲရှိတယ်အေကောသပုံနာကြီးကသစ္စာဘုရားကိုစိတ်ဆိုးစိတ်ဆိုးပြီးတော့ကြောင်းရှင်းလာပြီးဓာကြီးကင်ပြီးလာဆဲတာလာပြီးဆဲတော့ဘုရားရှင်ထွက်လာထွက်လာပြီးတော့အေကောသကတဲ့မင်းကဆဲတယ်အေးဟုတ်တယ်တဲ့သူစိတ်ဆိုးနေတာဆဲတယ်တဲ့ မင်းငါပြောမယ်တဲ့မင်းအိမ်ကိုတစုံတယောက်ဧည့်သည်လာတယ်ကွာတဲ့အဲ့ဒီဧည့်သည်လာတဲ့အခါမှာအဲ့ဒီဧည့်သည်ကိုမင်းကအိမ်မှာရှိတဲ့ပစ္စည်းလေးတစုံတစ်ခုကျွေးလိုက်မယ်လက်ဆောင်ပေးလိုက်မယ်ဆိုတော့အဲ့ဒီပစ္စည်းသူယူသွားရင်အဲ့ဒီပစ္စည်းဘယ်သူပိုင်တယ်လဲတဲ့ကိုအိမ်ဧည့်သည်တစုံတယောက်လာတယ်နော်ကိုကဒီပစ္စည်းတွေပေးလိုက်တယ်ဆိုရင်သူယူသွားရင်အဲ့ဒီပစ္စည်းဘယ်သူပိုင်လဲသူပိုင်သွားတယ်နော်ကိုကပေးလိုက်တယ်ကိုရင်ဧည့်သည်လာတယ်အဲ့ဒီလာတဲ့သူကိုကိုကပစ္စည်းတွေပေးတယ် စားတွေကျွေးတယ်။ဒါမှမဟုတ် तू ကမယူဘူးဆိုရင်အဲ့ဒီပစ္စည်းဘသူပိုင်တယ်လဲ။ကိုယ့်ပစ္စည်းကိုပဲပိုင်တယ်နော်။အကောသားတဲ့အဲ့ဒီတိုင်းပဲတဲ့။မင်းငါ့ကိုခုပေးတယ်ကွာတဲ့ခိုင်းတယ်နှိုင်းတယ်တိုင်းတယ်ဆဲတယ်။မင်းပေးတာငါတခုမှမယူဘူးတဲ့။မင်းပေးတာငါမယူရင်ဘသူပိုင်တယ်လဲတဲ့။ तू ပဲပိုင်တယ်နော်။အကောသားစဉ်းစားတာဟောငါဆဲတာတွေခိုင်းတာတွေနှိုင်းတာတွေဒီတိတ်တက်တက်ကောတော့မှတခုမှမယူပါလား။ तू မယူရင် ငါပဲရတာပါလားလို့တွေးမိတယ်တွေးမိပြီးတော့ဩစကားတက်လိုက်တဲ့မြတ်စွာဘုရားသူကတော်တို့ဘုရားကောင်းတော်ပါလေသူကတော်စကားပြောကောင်းတဲ့မြတ်စွာဘုရားတော်ကြီးကောင်းတဲ့မြတ်စွာဘုရားတရားဟောကောင်းတဲ့မြတ်စွာဘုရားလူမှုဆက်ဆံရေးလည်းကောင်းတဲ့မြတ်စွာဘုရားအကုန်ကောင်းတယ်နာသူကတော်ဆိုတာအဲ့လိုပါတာပြန်သူကောင်းတာကတော်စကားပြောကောင်းတယ်ခစ်လို့ပြောရင်တော်ကြီးကောင်းတယ်ပေါ့ဘုရားနဲ့တွေ့ရင်တခါလေပုံကြသွားတာပဲတောင်းတောင်းလူလားအဲ့မှာတော်တော်ပန်ဖြစ်ပြီမဖြစ်ရဟန္တာပဲ ဆိုသူနဲ့တွေ့တယ်လို့မှန်သမျှအေးစီပဲသူပြိတ္တာဖြစ်သွားတယ်နော်အဲ့ဆိုတော့ဘဝဉာဏ်တော့ကိုယ်ပြီးနေပါပဲမကောင်းတာကြိုက်တဲ့လူကလည်းမကောင်းတာတွေလာပြီးနေမှာသူပြီးနေရှောက်မယုံနဲ့ကောင်းတာကြိုက်တဲ့သူကလည်းကောင်းတာတွေလာပြီးနေမှာသူပြီးနေရှောက်မယုံနဲ့သူပြီးတဲ့အခုကိုယူမရတာကိုမယွင်မရအောင်နော်သူတွေကိုစီပွားရေးကိုလှုပ်တယ်ကိုကိစ္စကိုလှုပ်နေတယ်သူနေရင်းနဲ့တစုံတစ်ယောက်ကလာဆင်းမယ်ကိုယူရင်ရတယ်နော်ကိုမယွင်မရအောင် ခု Facebook ခက်ကိုတခုခုရေးလိုက်တဲ့အရာလေးတယောက်ကလာဆင်းမယ်နော်ကိုမကြည့်မိဘူးဆိုကြပါစို့မကြည့်မိကိုစိတ်တက်ဘာဖြစ်မလဲကိုမယူဘူးလေအကြည့်မိပြီလေသူဆဲတာကိုကိုစိတ်တက်ဘာမှမထောင်မယူဆိုရင်ဘာမှဖြစ်ဘူးနော်အေးကိုကကြည့်မိသွားပြီဆိုယူလိုက်ပြီနော်ယူလိုက်ပြီနော်ယူလိုက်အဲ့ဒါမှမှတစ်ခါထပ်ပြီးတော့ထပ်ပြီးယူလိုက်ရင်ပူတယ်ပူတယ်လေးတယ်စိတ်ထဲမှာဘာမှမယူနဲ့သူပြတဲ့ကိုမယူရင်ဘာသူရမလဲသူပဲရ တခါတခါတို့ခေါင်းထဲမှာတို့တွေကအမိုက်တွေတိတ်ထဲတာအမိုက်တွေထဲတာများတော့လေးတယ်အခုတော်တော်များများဖုံးလေးတွေကင်ကြရတယ်ညဖုံးလေးတွေမှာတို့ဓမုံလေးတွေထည့်မယ်စာလေးတွေထည့်မယ်ကိုကြိုက်တဲ့ဟာလေးတွေပေါ့လေအတန်လေးတွေဗီဒီယိုလေးတွေစသည်ထည့်မယ်ပေါ့ထဲတာများလာရင်ဒီဖုံးကြီးကလေးလာနော်ထဲတာလည်းများလာရင်ဖုံးကမလေးဘူးလားလေးလာလေးလာတယ်နော်အဲ့ဒီဖုံးကိုလေးလာတော့တခါတခါလေးလာပြီဆိုဟိုဖုံးနံပါတ် ခေါ်မလို့ဘုန်းတော်ဘာနှိတ်တန်တော့ဒီဘုန်းတော်ကတော်တော်တော့မထွက်ချင်နော်ဘုန်းတော်ကလေးတော့မထင်ချင်အဲ့တော့ဒီဘုန်းကလေးလာ